အပွင့်900ဆိုလို့ရှိရင်9849 4သိန်း9000ရပါတယ်အခုကျွန်တော်တစ်ခါဆိုက်ပြီးတာနဲ့ကျွန်တော်ဆိုလို့ရှိရင်တသက်စားလို့မကုန်ပါဘူး လေးနာမည်လေးနဲ့နေရာလေးစာလေးပေးဆက်ပေးပါကျွန်တော်နာမည်ကတော့ဦးနိုင်စိုးလို့ခေါ်ပါတယ်ကျွန်တော်နေတာကတော့ရောင်တိုင်းဒေသကြီးကောင်မှုမြို့နယ်နတ်စင်ကုန်းစံပြကြီးရွာမှာနေပါတယ်လက်ရှိအနေနဲ့ဦးလေးအနေနဲ့ဘာတွေစိုက်ထားရလဲပေါ့နော်လက်ရှိအနေနဲ့ကတော့ကျွန်တော် channel မှာတော့ကျွန်တော်ပိန်းပန်းတွေစိုက်ထားပါတယ်ကျွန်တော်စိုက်ထားတာကတော့ပိန်းပန်းတွေအများကြီးရှိတဲ့အထဲမှာမှကျွန်တော်ကတော့ထိုင်ဝမ်လို့ခေါ်တဲ့ငကမောက်မျိုးရယ်အဖြူမျိုးရယ်ကျွန်တော်တို့ဒေသခေါ်ရိုးရိုးမျိုးရယ်၃မျိုးစိုက်ထားပါတယ် ပိန်းကိုဘယ်တော့နေပြီးတော့ဘယ်ကနေဘယ်လိုယူပြီးတော့စိုက်ကြည့်နေရကျွန်တော်ဒီပိန်းကိုစားဆိုင်ဖြစ်တဲ့အချိန်ကတော့2015ခုနှစ်လောက်မှာကျွန်တော်စားဆိုင်ပါတယ်မျိုးကတော့ကျွန်တော်တို့မင်္ဂလာတုံမျိုးနဲ့ပလဲမျိုးတက်ကနေပြီးတော့ကျွန်တော်မျိုးဝယ်ပြီးတော့စိုက်ပါတယ်အဲ့တော့မျိုးရမျိုးဝယ်ပြီးစိုက်တဲ့အချိန်မှာဦးနိုင်စိုးအနေနဲ့ဟိုနှစ်တိုင်းတော့ဝယ်ပြီးစိုက်ကြလား ဟိုတခြားနောက်ထပ်ဟိုထပ်ပြီးတော့ဝယ်ဆိုင်ကနေဩမဆိုင်ရပါဘူးခင်ဗျာကျွန်တော်တို့တစ်ခါပဲရင်းရပါတယ်ကျွန်တော်စဆိုင်တုံးရဆိုလို့ရှိရင်ကျွန်တော်အပင်တထောင်စဆိုင်ပါတယ်အပင်တထောင်ကနေပြီးတော့ကျွန်တော်ဖြတ်ကူးဖြတ်ကူးဖြတ်ကူးကနေပြီးတော့အခုကျွန်တော် channel မှာဆိုလို့ရှိရင်အပင်9000လောက်ဖြတ်သွားပါတယ်အိမ်အိမ်မဲ့ဘောနော်ဟိုဘယ်နေရာမျိုးကြီးမှာတုံးနေပေါ့နော်အဲ့ဒါလေးတွေဆက်လိုက် ကျွန်တော်တို့ဒီအားထွက်တဲ့ပိမန်းတွေကိုတုံးတဲ့နေရာကတော့ကျွန်တော်တို့နိုင်ငံခြားကိုလည်း export ပို့ပါတယ်။မင်္ဂလာဆောင်တွေပွဲလန်းသဘင်ခမ်းမတွေမှာလည်းဒီပိမန်းကမရှိမဖြစ်လိုအပ်ပါတယ်။ဖျားပန်းတွေမှာလည်းတုံးပါတယ်ခင်ဗျာ။ဈေးကွက်အနေနဲ့ရောပေါ့နော်။ခုနိုင်စိုးအနေနဲ့ဘယ်လိုမျိုးရှိတယ်ဗျ။ဒီပိမန်းပန်းဈေးကွက်ကဈေးကွက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဒေတာခေါ် ထိုင်ဝမ်ငကမောက်မျိုးကိုတော့ကျွန်တော်တို့တပွင့်ကို900ရောင်းရပါတယ်ကျွန်တော်တို့ရိုးရိုးလို့ခေါ်တဲ့ပင်းကိုတော့ကျွန်တော်တို့တပွင့်ကို400ရောင်းရပါတယ်အဖြူကတော့အဖြူဆိုတဲ့မျိုးကတော့ကျွန်တော်တို့တပွင့်ကို900ရောင်းရပါတယ်ခင်ဗျာအဲ့ဒါကြတော့ဘောနော်ဥနိုင်စုအနေနဲ့ဒီပင်းကိုဘယ်နဲ့ရဲတခါအဲ့လိုမျိုးချက်ကလဲနောက်ပြီးတော့လစဉ်ဆိုလို့ရှိရင်ဘယ်နဲ့ချိန်ချက်ပြီးတော့ဘယ်လောက်လောက်ရလဲဘောနော်ဥနိုင်စုခြံနေခုကျွန်တော်လက်ရှိကျွန်တော်ခြံထဲမှာဆိုလို့ရှိရင် အပင်9000ရှိပါတယ်အပင်9000ဆိုလို့ရှိရင်တစ်ခါဖြတ်ရင်ကျွန်တော်အပွင့်850ရပါတယ်850ကိုသူ့ရဲ့ကြာတဲ့ငွေနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်အပွင့်900ဆိုလို့ရှိရင်89 49,400ရပါတယ်ဦးလေးနေနဲ့ဒီလိုမျိုးတိန်းပန်းကိုရှင်းပြအောင်မလို့ဘယ်လိုမျိုးဟိုပြုပြင်ရမျိုးလေးတွေရှိလဲပေါ့ဘယ်လိုမျိုးပြုပြင်ပြောထောင်အောင်လဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကန်တက်ဦးဆုံးဘောင်လေးတွေအရင်ဖော်လိုက်တယ်ဖော်လိုက်ပြီးတဲ့အခါကျတော့ အဲ့ဒီဘောင်ပေါ်မှာမှကျွန်တော်တို့ကတပင်ကိုတထောင်ချားစီနဲ့ကျွန်တော်တို့စိုက်ရပါတယ်စိုက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့အုံးဆန်ကွန်ဆိုတဲ့ဟာကိုကျွန်တော်တို့ဘေးကနေပြီးတော့ပေါင်ပြီးတော့ကတ်ပေးသွားရပါတယ်ကျွန်တော်တို့စိုက်ပြီးပြီးချင်းတရေပါရင်ပါသလိုခုနှစ်ရပြည်ရနဲ့ဖြတ်လို့ရပါတယ်ကျွန်တော်တို့ပိုးကြတဲ့အချိန်ကတော့မိုးကြတစ်ချက်ကိုရောနည်းနည်းပိုးကြတတ်ပါတယ်အဲ့လိုပိုးကြတဲ့အခါကြလို့ရှိရင်ကျွန်တော်ကတော့ ိုးကြီးလက်ကထုတ်တဲ့ဘိုင်အိုကောင်း၃မျိုးရဲကိုကျွန်တော်ဖြန့်လိုက်တဲ့အခါမှာတော့ကျွန်တော်ခြံမှာတိတိတာတာကိုပိုးတွေကင်းစင်သွားတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်စိုက်ထားတဲ့ပိန်ပန်းဆိုလို့ရှိရင်အခုကျွန်တော်တခါစိုက်ပြီးတာနဲ့ကျွန်တော်ဆိုလို့ရှိရင်တသက်စားလို့မကုန်ပါဘူးအခုစိုက်ချင်တဲ့တောင်သူများရှိရင်လည်းဒီဟာကိုစိုက်ကြပါလို့ကျွန်တော်အနေနဲ့ကတိုက်တွန်းခြင်းပါတယ်တကယ်လို့စိုက်ခဲ့မယ်ဆိုရင်လည်းကျွန်တော်မှမျိုးရောင်းမှု ရှိတယ်ဆိုတာကိုလည်းကျွန်တော်ကဒီနေရာနေပြီးတော့အကြောင်းကြားပါတယ်ဘုလိုဖြေကြပြီးရဲ့အတွက်ဥနိုင်ဆိုကျွန်တော်တို့ဒုကြီးလက်ကလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကလည်းအခုလိုဖြေကြပြီးရတဲ့အတွက်ကျွန်တော်ကလည်းအထူးအထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ